အားလုံးပဲမင်္ဂလာပါ Football Day Idea Channel ကနေပြီးတော့ညီကိုတို့အားလုံးပြန်လည်ချုပ်ဆိုလိုက်ပါတယ်။မနေ့ကကျွန်တော်ဗီဒီယိုကိုကြည့်လိုက်ရတဲ့ brother တွေကျွန်တော်ရဲ့ Telegram Channel မှာရှိနေတဲ့ညီကိုတွေအားလုံးပဲရလိုက်မယ်လမ်းလိုက်မယ်လို့တော့ကျွန်တော်ထင်တယ်။ Arsenal နဲ့ Real ပေးခဲ့တာအားလုံးရလိုက်မယ်လို့ထင်တယ်။ ညာဘက်တပွဲကောင်းလေးအဖြစ်နေနဲ့လေအင်တာဝဲလေးပေးခဲ့တယ်ကျွန်တော်ခံမနဲ့အတိုင်းပဲဘော်ဒီအောင်ပဲဆိုလို့ဂိုးလေးပေါ်ခဲ့တာကိုတွေ့ရတယ်ဗျဒါကြောင့်မို့လို့ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားပေးကြပါအောင်လို့ကျွန်တော်ဒီကနေပဲတောင်းဆိုလိုက်ပါရစေခင်ဗျဟုတ်ကဲ့ပါကျွန်တော်ပြောချင်တယ်ဒီနေ့မှာတပွဲကောင်းအဖြစ်နဲ့ရွေးချက်ပေးထားတဲ့ပွဲစဉ်လေးကတော့ Old Trafford မှာကန်သွားမဲ့ Manchester United နဲ့ West Ham ပွဲစဉ်ပဲဖြစ်ပါတယ်ဗျ။ပေါ့ဂျေးကတော့ Man U တို့အိမ်ခွေးမှာတလုံးကို30ချုံချေးပေးထားတာကိုကျွန်တော်တွေ့ရတယ်။ဘူမောင်းလင်းနေတဲ့ကတော့တလုံးကို20ချုံချေးပေးထားတယ်ဗျ။ ဟက်ဒူဟမ်အရာမန်ယူကဝဟမ်ကို22ပွဲနိုင်6ပွဲရှုံး10ပွဲသေးရလက်ထွက်ထားပြီးတော့မန်ယူတို့ကနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲသေးရလက်ထွက်ထားတာကိုကျွန်တော်တွေ့ရတယ်ဗျ။ဝဟမ်တို့ကလည်းနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲရှုံးရလက်ထွက်ထားတယ်။ဒီအားဒီမှာမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ်နီးပြ MOR ရဲ့လက်အောက်မှာရုံးငယ်လည်းရှိနေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဗျဟုတ်ကဲ့ပါတိုက်စစ်မှာဒဏ်ရာပြဿနာအနေနဲ့ရှိနေပေမဲ့လည်းပန်လေးနဲ့ပွဲမှာမစ္စင်မောင်းနဲ့ဇက်စီတို့ကတကိုးစီတင်းသွားခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်နောက်ခံလူလီဆန်ဒရိုမာတီးနဲ့ပြန်ပါလာမှုနဲ့အတူပဲ ခံစပိုင်းအနေနဲ့တော့တိတ်တော့စိုးရင်စရာမရှိဘူး။တရဲနီတို့အနေနဲ့ဒီဟာဒီပရီးမီးယားလိဂ်ဇာတ်မှာ23မှတ်နဲ့အတူပဲအဆင့်9နေရာမှာရပ်တည်လျက်ရှိနေတယ်။အဆင့်6နေရာကချက်စီးနဲ့3မှတ်กว่าနေတဲ့အတွက်ကြောင့်မို့လို့ဒီပွဲကနိုင်အောင်ကစားမယ်ဆိုရင်အဆင့်6နေရာကချက်စီးနဲ့ရမှတ်တူပြီးတော့အဆင့်9နေရာကိုချိန်သေးပေါက်တလန်းလာနိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်ကမန်ချက်စတာယူနိုက်တက်ကိုချိန်သေးပေါက်ရင်ခုန်ချီချင်ပါသေးတယ်ဗျ။ဒါကြောင့်မို့လို့မန်ယူဘော်ဒီပေးချင်တယ်။ဂိုးပေါင်းလေးအနေနဲ့ကတော့ဂိုးဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်ဗျ။ အစောနေ့ကြည့်သွားပေးတဲ့အတွက်ညီကိုတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဒီပွဲကောင်းလေးမောင်းတွဲလေးကိုလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join ထားပေးကြပါအောင်ဗျ။